ဆရာဒေါက်တာဖြိုးတီဟာရဲ့ကိုယ်စကားကိုနားလည်နိုင်မဲ့သူဤစာကိုဖတ်ရှုခွင့်ပြုပါရန်ဆရာအားလေးစားစွာခွင့်ထောင်လိုက်ပါတယ်ရှင်ဒီဘက်နောက်ပိုင်းပို့ပို့ပြီးတိလာတာကတော့ဖြတ်တန်းနေရတဲ့ခြေနေချင်းပတ်ဝန်းကျင်ချင်းမတူရင်နားလည်ပေးနိုင်ဖို့ရာတိတ်ခတ်တယ်ဆိုတာပဲ2022လောက်တုန်းကတခါရေးဦးတယ်ကျွန်တော်ရဲ့အောင်မြင်မှုတွေအစမပြေမှုတွေကိုတတ်နိုင်သမျှဆိုရှယ်မီဒီယာပေါ်မတင်တော့ဘူးဆိုတာ အများကိုမျှဝေလို့တဲ့အလေချင်းခေါင်းတွေအတွေးတွေကိုပဲရေးတော့မယ်လို့တရင်ကတော့စာအုပ်ဘလောက်ရောင်းရတယ် follower ဘလောက်ပြည့်သွားပြီစသဖြင့်တင်ခဲ့ဘူးတဲ့ခုကာလကြာကိုရန်နဲ့ခက်ခဲနေတယ်ရေလူတန်းသူအစဉ်ပြေနေတာအောင်မြင်နေတာမြင်တိုင်းကိုနဲ့နှိုင်းရှင်မိပြီးစိတ်မပျော်မရွှင်ဖြစ်ရတယ်ဒါပုတ်ပွင့်လင်းလင်းပြောတာပါမနာလိုတာလည်းမဟုတ်ဘူး ကိုလည်းသူတို့လိုသာရွေးချယ်ခဲ့ရင်သူတို့ထံမသာတောင်းမနှိမ့်နဲ့အနေထားတော့ရှိတာပဲလေ။ဒါကြောင့်ကိုနဲ့အချင်းနေတူတဲ့သူတွေနဲ့ပဲများများပေါင်းဖြစ်တော့တယ်။အပြင်မှာရောဆိုရှယ်မီဒီယာမှာကအစဒီခံစားချက်ကိုကျွန်တော်တို့လိုဟုတ်မနေတဲ့သူတွေကနားလည်နိုင်ဖို့မလွယ်ဘူး။အပေါ်တွေလုံနေတယ်ထင်ရင်ထင်မှာ။အပေါ်မှာရေးခဲ့တယ်လို့ကိုတိုင်းလည်းနားမလည်ခဲ့ဘူး။အခုမှ social comparison ရဲ့တက်ရောက်မှုကိုပိုသဘောပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုပဲပြည်ရင်းကလူတွေရဲ့အခက်အခဲကိုလည်းပြည်ပကလူတွေက နားလည်ခြင်းမှနားလည်မယ်တတိယနိုင်ငံရောက်သွားတဲ့သူတွေဆိုရင်တော့ညီခွင့်ကိုမရှိသလောက်ပဲအဲ့ဒီလောက်အစင်မပြေရင်ပြန်လာခဲ့လေဆိုပြီးစီးပြောမဲ့သူကခက်များများကိုရဲဘော်ရဲ့ဘက်ကြဆုံသွားလို့ဖြစ်တဲ့ Survivor Guild ကိုတော်ရဲကလူတွေလောက်ဘယ်သူမှမသိနိုင်တယ်လို့ငန်းလီလိုသဘာဝဘေးကြောင့်ထိခိုက်ရတဲ့ခံစားချက်ကိုလည်းကိုယ်တိုင်မကြုံလိုက်ရရင်သိဖို့မလွယ်ဘူး ငွေရက်ကဆိုညီမတယောက်ရင်လာဖွင့်နေကျမယောက်ျားတော်နားလည်နိုင်မှာမဟုတ်လို့ဆရာကလာပြောရတာတဲ့ဘဝတစ်ခုကိုဖြတ်တန်းနေတဲ့သူချင်းတော်ရွေးချယ်ပုံရက်တီပုံခံယူချက်တွေမတူရင်ခံစားချက်ကိုနားလည်ဖို့ခက်သွားပြီဒီနေ့အဖြစ်ကိုယ်စိတ်ထဲမှာကိုပြောလဲသူ နားလည်လိမ့်မယ်မခံစားနေရတော့တာပေါ့ တီချာနားထောင်မပေးတာဒါလေးများကွာအဲ့ဒီလောက်ထိလည်းဖြစ်သေးမနေပါနဲ့အစိုးရမနေပါနဲ့မင်းထန်ဆိုးတဲ့သူတွေအများကြီးစသဖြင့်ကိုယ်ခံစားချက်ကိုသေးသေးအောင်ပြောပြလိုက်တာဒီလိုတုံ့ပြန်ပုံတွေနဲ့လည်းဆိုင်ပါလိမ့်မယ်အဲ့ဒီကတခါကနေနှစ်ခါမပြောချင်တော့ဘူးကျွန်တော်ဆိုလည်းဒီလိုပါပဲဟိုးငယ်ငယ်ကလေးကပေါင်းခဲ့ကြတဲ့တငယ်ချင်းတွေလာမင်းနေကြတယ်အစဉ်ပြေလားဆိုပြေတယ်ပဲပြေလိုက်တယ်ဒါတောင်သူတို့ကလမ်းချင်းတူတယ်ပြောရမယ့်သူတွေသို့တော့ ဖြတ်တန်းနေရတဲ့ဘဝခြေနေခြင်းကတော့မတူတော့ဘူးအဲ့ဒီခါကိုပြောလဲနားလဲလိမ့်မယ်မခံစားရတဲ့အတွက်ရှီရှီဝီဝီပြောမနေချင်တော့တာအဲ့ဒါကြောင့်ဒီလူကတော့ဖြစ်ရင်ငါပြောတဲ့စကားကိုနားလဲယုံကြည်နိုင်မှာပဲလို့စိတ်ချယုံကြည်ထားရတဲ့သူအ ਨੇ ဆုံးတယောက်တော့ရှိနေခြင်းကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအတွက်ကိုအများကြီးအထောက်ကူပေးပါတယ်အထီးကျန်ခြင်းကိုလည်းတတ်သားစေတယ်ဘဝကိုမျောလင့်ချက်ရှိစေတယ်ဖြတ်တန်းနေရတာချင်းကတော့အနည်းနဲ့အများ တူရလိမ့်မယ်သို့တော့အဲ့ဒါကမဖြစ်မနေကြီးတော့မဟုတ်ဘူးနားထောင်ပေးတတ်ရင် ကိုချင်းစာပေးနိုင်ရင် ကိုခံစားချက်ကိုဘာမှမဟုတ်တယ်လို့ပြောမပြည့်ရင်ရနိုင်သေးတယ်အခုချိန်ကအားလုံးပင်မခက်ခဲနေတဲ့ချိန်မှာကို့အတွက်လည်းအဲ့ဒီလိုလူတယောက်လိုအပ်တယ်ဆိုကို့ပတ်ဝန်းကျင်ကလူတွေအတွက်လည်းအဲ့ဒီလိုလူဖြစ်ပေးလို့ရပါတယ်ဒါသေးလည်းတစ်ဖက်သားကိုကူညီပေးတာပါပဲ ငွေကြေးကူညီမှမဟုတ်ပါဘူး။နားရစုံပကုံးတစ်ဖက်ငှားပေးခြင်းကလည်းတခါတလေမှ အသက်တကြောင်ကယ်နိုင်လိုက်တဲ့အထီးကိုအကျိုးကျေးဇူးကြီးတတ်ပါတယ်။ဒေါက်တာဖြိုသည်ဟာ9ရက်လေလ2025နောက်တစ်ပုဒ်ကတော့စိတ်ဆိုတဲ့မိသားကိုဘာအောင်လေ့ကျင့်ထားပါ။စိတ်ပညာရှင်တယောက်ဖြစ်တဲ့မာတင်စလစ်မန်ကဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုကနေလွန်မြောက်နိုင်ဖို့လူတစ်ယောက်ကိုတားဆီးထားတဲ့အရာ၃ခု 3P ရှိတယ်လို့ဆိုပါတယ်အဲ့ဒီထဲက P တစ်လုံးက personalization မြန်မာလိုဘာသာပြန်ရရင် ကိုယ့်အဖြစ်ကိုယ့်အမှားကိုယ်အသုံးမချလို့ဒီလိုဖြစ်တာလို့ခံယူတတ်ခြင်းပါပဲဥပမာဆိုပါတော့တစ္ဆာဖောက်ခံရတယ်ဒါဘဝမှာကြုံရလေးရှိတဲ့ကိစ္စဝန်းနေလို့ရတယ်နာကြည့်လို့ရတယ်ဒေါသထွက်မယ်ဒီလူကိုလက်မလွတ်နိုင်တာမျိုးလည်းဖြစ်ရင်ဖြစ်မယ်သို့တော့ဒါနဲ့ပတ်သက်လို့ငားမသွားတာငားလိုအပ်သွားတာငါသာပိုပြီးယူဆိုင်ခဲ့ရင်နားလည်ပေးခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး ဆိုတာမျိုးတော့ personalize မလုပ်နဲ့ဖောက်ပြန်သူတော်တော်များများကလည်းအဲ့ဒီတိုင်းပဲအကြောင်းပြတတ်တာကိုသူ့အပြစ်ကိုကို့အပြစ်လုပ်တတ်တာအစင်မပြေတဲ့ relationship ဆိုတာရှိနိုင်တာပဲဘယ်သူဘယ်သူမှလည်းအားနည်းချက်တွေကင်းစင်မနေဘူးတိုးတော့ဒါဟာဖောက်ပြန်စရာအကြောင်းပြချက်တော့ဖြစ်မနေသင့်ဘူးပေါ့အာရမပြုခြင်းခံရရင် sexual harassment လုပ်ခံရရင်လည်းဒီလိုပဲငါဘာမှသွားလို့လဲငါကိုကလွယ်တဲ့ပုံပေါက်နေလို့လားငါကိုကဒီလိုလုပ်ချင်လားအဝိစာသွားမိလို့လားစတဲ့ တွေးတွေဝင်လာတတ်တယ်တကယ်ကပြုလုပ်သူရဲ့အမှားတသက်ပဲဒါမဲ့လူမှုတာဝိုင်းကတုံတင်ထားတာတွေမှတ်ချက်ပြုထားတာတွေကြောင့်ကိုယ်ပါအဲ့ဒီလိုရောရောင်ပြီး personalize တုံးမိတာတောင်းပန်မခံရခြင်းတွေမှာလဲထုံးနီး၎င်းပဲတိုက်ခိုက်ခံရခြင်းတွေမှာလဲဒီတိုင်းပါပဲရင်းနှီးတဲ့လူတယောက်ကကိုယ့်ကိုအเจ้าမရှိပဲဆက်သွယ်မလုပ်တော့ဘူးဆိုပါတော့ကိုပိုးတဲ့စာတွေမကြည့်တော့ဘူးအဲ့ဒါကို ghosting လုပ်တယ်လို့ခေါ်တဲ့မကောင်းတဲ့အမှုချင်းတစ်မျိုးပဲဘာလို့လဲဆိုတော့အဲ့ဒါလိုလောက်ခံရတဲ့လူမှာငါဘာမှမလုပ်လဲ ဘာဖြစ်လို့ဒီလိုလှုပ်သွားတာလဲဘာတကူမှရှင်းရှင်းလင်းလင်းမသိရပဲကြမ်းရစ်ခဲ့ရလို့ပါတကယ်ကလှုပ်သွားတဲ့သူရဲ့အဖြစ်ဒီလူငါကို ghosting လှုပ်သွားတယ်လို့မတွေးဘဲနဲ့ကိုကူကူဘာမှသွားလို့လဲဆိုတာတော့ပဲတွေးနေလေလေဒီလိုလှုပ်ခံရတာနဲ့ပတ်သက်လို့ခံစားရလေလေပဲအစွန်းလို့အောင်ပြောရရင်တော့ဘယ်တော့မှငါမမှားဘူးငါမလွန်ဘူးငါအာနယ်ချက်မရှိဘူးဝေဖန်သူတွေကလည်းငါ့ကိုမုန်းလို့အပင်မြင့်လို့လေတိုက်ခံရတာဒီလိုတွေပဲအမြဲတွေးနေဖို့တော့မဟုတ်ဘူး ဘယ်ကိစ္စမဆိုရထားဘူးဒါကြကြရှုမြင်နိုင်တာအကောင်းဆုံးပဲဘယ်လောက်ပဲမှန်တဲ့ကိစ္စဖြစ်နေုံတော့အမားနည်းနည်းလောက်ဖြစ်ဖြစ်သင်ငန်းစာယူစရာတိတိကလေးပဲဖြစ်ဖြစ်တော့ရှိတတ်တာပဲလေဖောက်ပြန်တာကတော့သူ့အမားကိုယ့်ဘက်ကလည်းဘာတွေလွန်ခဲ့တာရှိတယ်ဆင်ခြင်နိုင်ရင်နောက်ထပ် relationship တွေမှာပိုပြည့်စုံတဲ့သူဖြစ်လာနိုင်တယ်တိုက်ခိုက်ခံရရင်လည်းကိုယ်ဘာလို့အပ်သွားတယ်သုံးသက်နိုင်တယ်နောက်တစ်ခါပူကောင်းတဲ့သူဖြစ်လာလိမ့်မယ်ဒီလို personalize လုပ်မိတာဟာကိုယ့်ရင်ထဲမှာရှိနေတဲ့ တိမ်ငယ်စိတ်နဲ့လည်းအနဲ့နဲ့အများဆက်ဆက်နေတတ်ပါတယ်။ငယ်ဘွားကစိတ်တန်ရာလိန်လိန်စိတ်တင်းညွတ်မှုငွေကြေးအလောက်ကရုပ်ရည်ဆွေမျိုးတိုင်းဝိုင်းတခါတလေလူမျိုးပါသာကိုယ့်ရဲ့ဘဝအခြေအနေဥမာအိမ်နာကွဲထားခြင်းစတာတွေကြောင့်လူရာထက်ပိုခံစားမိတတ်တယ်။ငယ်ငယ်ကလေးကအချစ်မခံခဲ့ရတရားရောက်စီကချစ်မြတ်တာရဖို့ကို သူ့ဘက်ကပဲအမြဲစူးစမ်းခဲ့ရတော့လူများကြိုက်ပဲလိုက်နေမိပြီးတရားရောက်ကဆက်ဆံရေးပြောင်းလဲသွားတာနဲ့သူ့ ဘာလို့အက်သွားလို့လဲဆိုပြီးတော့ပဲတွေးနေမိတာမျိုးနိုင်ငံရေးကျန်းမာရေးအကြောင်းတစ်ခုခုကြောင့်အလုံးမရှိဝင်ဝင်မရှိတော့တဲ့အခါယောက်ျားတယောက်အရင်ထက်ပိုပြီးစိတ်အကဲဆက်လာတာမျိုးဘာပြောပြောဘာလုပ်လုပ်သူ့ပဲရည်ရွယ်နေတယ်ထင်တော့တာမျိုးငါကစင်းရဲလို့နှိမ်တာလားအိမ်အောင်ကွဲထားတဲ့သူမှုဒီလိုမြင်တာလားငါမိဘကမင်းမိဘလားမပြည့်စုံလို့လားဒီလိုအထင်သေးတာလားငါတို့ဘလို့ဒီလိုခွဲခြားဆက်ဆံတာလားစသဖြင့် တစ်ဖက်ကရွေချင်မတောင်မရွေလိမ့်မယ်ကိုစိတ်ကကိုကကို့ပြောတယ်ပဲထင်နေတာကို့အမကို့လိုအပ်ချက်လိုပဲမြင်နေတာပေါ့နေ့စဉ်ဘဝမှာတောင်ပြောရွှေနိုင်ဖို့ငင်းကြမ်းနိုင်ဖို့ဆိုတာမလွယ်ဘူးအပေါ်မှာရေးခဲ့သလိုဆိုးဆိုးရွားရွားတွေများကြုံခဲ့ရရင်ပူတော့မှခက်ခဲပါအောင်မယ်မြေပြော့ရင်ခြေရထင်းတယ်စိတ်ပြော့ရင်ဒဏ်ရာဝင်နေတယ် ကိုကိုကိုပြင်ထားတဲ့အမြင်ဆိုတာဟာစိတ်ခံအားတစ်ခုပဲကိုခံအားကောင်းရင်ခန္ဓာကိုယ်ရဲ့ယောဂါပိုးတွေမဝင်နိုင်တယ်လို့စိတ်ခံအားကောင်းရင်တနည်းအားဖြင့်ကိုကိုကိုမြင်တဲ့အမြင် self image ကောင်းရင်တခြားသူတွေရဲ့လောရအပြောစုအတွန်းတိုက်တဲ့ကြောင့်ယိုင်နေသွားတာမျိုးသိမရှိတော့ပါဘူးဖြောင်းပြန်စဉ်းစားကြည့်တကယ်လို့ self image မကောင်းခဲ့ရင်လည်းဘာမှမဟုတ်တဲ့ကိစ္စလေးတွေကအစကို့အတွက်ပြိုလဲစရာတွေဖြစ်နေရလိမ့်မယ် ခွန်မှန်လေးတကြောင်ကြောင်လဲလောင်းရင်လောင်းနေမယ်တငယ်ချင်းတွေခီးသွားတာကိုမလိုက်နိုင်လို့ကြံနေခဲ့ရရင်လည်းအကြည့်ကျဲခံစားရမယ်။တမိစားလမ်းခွဲရရင်လည်းတော်တော်နဲ့ move on လုပ်နိုင်မှာမဟုတ်ဘူး။ကိုနာကျင်တတ်တာသိနေတော့တိတ်ကိုမှအနာယူလို့ကောင်းတဲ့သူဖြစ်နေလဲပတ်ဝန်းကျင်ကမြင်နေကြလိမ့်မယ်။ဒါကြောင့်စိတ်ထိခိုက်စရာစိတ်မကောင်းစရာဖြစ်ပျက်တစ်ခုခုနဲ့ကြုံရတိုင်းမှာရထာပူရာကြကြရှုပြင်မှာ personalize လုပ်ပါနဲ့လူရာတစ်ပို့ပြီးမခံစားပါနဲ့စိတ်မြေသားကိုမအောင် လေ့ကျင့်ပေးထားပါဒေါက်တာဖြိုးဒီဟာ၈ရက်၄လ2025နောက်ထပ်လည်းဆရာရဲ့စာများကိုတင်ဆက်ပေးခြင်းပါသေးရရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့တာပါ